အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ8ရက်ကနေ14ရက်နေ့တော်တွင်မှာရန်နောက်ဆက်တည်များမယ်မတော်တဆထိခိုက်မှုဖြစ်တတ်တယ်ရောင်းမဝယ်မှဖြစ်တတ်တယ်လူလင်သူောက်တွေ့တတ်တယ်စီစဉ်နာတွေလက်တွေ့ကောင်ထဲဖော်ရန်ခက်ခဲမယ်လုပ်ငန်းဟောင်းတွေရပ်ပြီးသစ္စာမယ်အကြံသိရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ကြရမယ် အကြီးကဲကျမ်းမာရေးခြူကြမယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။ရှိရနေမှာရန်တန်းခံများမယ် စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်အသွာလာကူးဆက်ရမယ်အရှိရကိုတည်သွားစရာနည်းဖြစ်တတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြာသွာလာကူးဆက်ရမယ်ကိုးရက်နေမှာထူးခြားသောပြောင်းလဲမှုနဲ့တွတ်တက်မှုတွေရှိလာမယ်အရာရာစင်ပြေသောနေထားပဲကိုဦးတည်တယ်၁ရက်နေမှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရမယ်၁ရက်နေမှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရခြင်းအရာရာစင်ပြေခြင်းနဲ့တွတ်တက်ခြင်းတွေရှိမယ် စနေရနေ့မှာဝေကုံကြေးကြများမယ်လူယုံဒုက္ခပင်မယ်အဲ့ဒီနေ့မှာမြောက်ရက်ကိုတည်သွားစဉ်အနေရှိတဲ့တမနဲ့စနေခွဲနဲ့စနေနိုင်ကြအသွာလံကျူးဆက်ရမယ်ဆက်သုံးရက်နေ့မှာအရာရာဆင်ပြေသောကံနဲ့တွတ်တက်တဲ့ကံတွေရှိမယ်ရံနဲ့ဂျုံပြီးဆင်ပြေမယ်14ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရပြီးတော့ဘဝတက်လန်းလုပ်ငန်းတက်လန်းတွေကိုရရှိကြိုးပေးနိုင်ကြောင်းတွေ့ရှိရပါတယ် ကြာသပတိနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်။ဧကန်နေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင့်ရှေဖြစ်တတ်ပါတယ်။အနီအောင်ချက်သွင်းအောင်ပတ်ရောင်တို့ကိုသုံးရမယ်။ကိုးခွန်ငါးကနန်းနေ့ကျိုးပေးတယ်။ကောင်းခြင်းကံများရစီရန်တို့ကသွားလာစဉ်လမ်းမှာတွေ့တဲ့အတုကံပုဂ္ဂိုလ်တို့ကို အတုဒါနပြုပေးပါ။ကျေးဇူးတင်ပါတယ်။